ဆန္ဒပြကြောင်းသားတွေကိုအကြမ်းဖက်ဖြိုခွင်းခဲ့တဲ့လက်ပတန်းမှာမီဒီယာတွေကိုပါလိုက်ရိုက်ခဲ့တဲ့ကိစ္စပါဝင်အခြားသောပြည်လဲမှုတွေရရှိဖို့မြန်မာရဲတပ်ဖွဲ့နဲ့သတင်းမီဒီယာတွေကြားဇူလိုင်လမှာလုံယုံဆွေးနွေးပွဲတစ်ခုလုပ်ဖို့ရှိနေပါတယ်။တင်ပြဖို့ညှိနှိုင်းဖို့လိုအပ်တဲ့ချက်လက်တွေနဲ့ပတ်သက်ပြီးအကျိုးဆွေးနွေးပွဲတစ်ခုကိုဇွန်၃ရက်နေ့ကစာနယ်ဇင်းကောင်စီရုံးခန်းမှာပြုလုပ်ခဲ့ပါတယ်။စစ်တပ်အုပ်ချုပ်မှုအောက်မှာရှိနေသေးတဲ့ရဲတပ်ဖွဲ့ဟာတကယ်ပြည်သူရဲအနေအထားကိုမရောက်သေးဘူးလို့ဦးကျော်မင်းစွေကပြောပါတယ်။ မီဒီယာတွေအနေနဲ့လည်းအတွင်ကူးပြောင်းရေးကာလမှာပြည်ဝပိုင်းဆိုင်ရာတွေကြိုးစားနေသေးဖြစ်ပြီးဆွေးနွေးပွဲမှာ နားလည်မှုတစ်ခုရဖို့မျှော်လင့်ထားပေမဲ့ဒါဟာတဖြည်းဖြည်းချင်းတွားရမယ့်ကိစ္စဖြစ်တယ်လို့ဆိုပါတယ်။ရတပွဲရဲ့သဘောတရားဝါတက်မတော်အရာရှိဒီကိုဆုံးအောင်ရောက်တယ်ပေါ့။တကယ်ဒီပြည်သူလူထုနဲ့တွေ့ဆက်ဆံပြည်သူရဲဒီ Non public servant အနေထားမရောက်မရောက်နိုင်ပေမယ့်ရုပ်ရည်ချင်းမီဒီယာကလည်းမီဒီယာအတူတူကြောင်းကာလာဖြစ်တဲ့အတွက်ကျင်းဝစီနီစီကန်းနေကိုပေချာနားလေတဲ့နောက်သတင်းတပ်ပညာကိုလည်းတကယ်တက်တဲ့သတင်းမီဒီယာကဒီဖြစ်အောင်ကြိုးစားတဲ့နေတာအဲ့တော့ဒီနေသားမှာမပက်ကြမှာနားလည်ပြီးတော့နားလည်ပြီးတော့ပြသတာကျတယ်အဲ့တော့ဒီ watch တွေလုတ်ချင်အောင်အဲ့ဒီနားလည်မှုလွဲနေတာတချို့ ပြည်ပြောင်းသွားတယ်လို့ပြောချင်ပါတယ်။အဲ့လိုအများကြီးတခြားအများကြီးတော့မပြောလို့ဖြည့်ပြီးတော့အောင်ဇူလိုင်လထဲမှာပြုလုပ်မဲ့ဆွေးနွေးပွဲကို EU ကကြားခံညှိနှိုင်းပေးတာဖြစ်ပြီးဆွေးနွေးပွဲမတိုင်ခင်မှာရက်တော့ဖွဲ့ဘက်နဲ့အကျိုးတွေ့ဆုံသွားအောင်မယ်လို့စာနယ်ဇင်းကောင်စီကဆိုပါတယ်။ဒီဆွေးနွေးပွဲမှာအသင်းမီဒီယာနဲ့ဆက်ဆံရမယ့်ရဲတွေအလုံးပါဝင်မယ်လို့လည်းဆိုပါတယ်။ Hot News Channel ရဲ့ Editor ဦးစော်မြင့်ကတော့နှစ်90လောက်အာနာရှင်လက်အောက်မှာခေါ်ယူကြိုးနေတဲ့ဖွဲ့ဟာ တို့အမာတွေကိုမီဒီယာက ရေးတဲ့အခါမှာရန်သူတွေလိုငဖွားတွေလိုအမြင်မကြည်တာတွေအများကြီးတွေ့ရတယ်လို့လည်းဆိုပါတယ်။ နှစ်90လောက်အာနာရှင်လျောင်းမှာနေပြီးတော့တသွေးသက်သန်တမိတ်ခေါရိုးကျိုးရတဲ့အဖွဲတစ်ဖွဲတဖွဲတစ်ခုဖြစ်နေတဲ့အတွက်သူတို့တွေကပြည်သူပေါ်မှာတစ်ဖက်ဆောင်နဲ့ဆက်ဆံမိတာမျိုးတွေအပေါ့နော်အများဆုံးအပြည့်အမားပေါ့အဲ့ဒါမျိုးတွေကိုဟိုဒီမီဒီယာတွေကပေါ်ထုတ်ပြီးတော့သူတို့သိကြကြအောင်သူတို့ကိုဟလာလုံနေတယ်ဆိုတာမျိုးသူတို့ကအမြင်ကစောင်းနေတဲ့အတွက်မီဒီယာတွေကိုရန်သူလို့အအနေဆုံးအစ်င်တော့ရန်သူလို့မဟုတ်တော့အအနေဆုံးအစ်င်တော့ငဖွားတယ် ေါ့နော်သူဖွားတဲ့ကောင်းလေးဆိုပြီးတော့အမြင်မကြည်လင်တဲ့ဆက်ဆံမှုတွေအများကြီးတွေ့နေရတယ်။အဲ့ဒီဟာကိုအခုတော့ပြန်ပြီးတော့ဒီတင်မှန်ရမယ်။အာမီဒီယာပေါ်မှာယုံကြည်မှုရှိလာအောင်တိဆောက်ဝေးရမယ်လို့မြင်ပါတယ်။အတန်ဖန်းစက်နေစုဖြည့်ကျင်ကြပြီမေ။ရုပ်တန်ဆိုရင်မဖြည့်ကျင်ကြတဲ့ခက်ခဲတွေကိုအကြံပြုဆွေးနွေးခဲ့သူက5 plus ကပြည်ထန်တင်တော်ကိုအောင်ပါ။လူဘလောက်ပြောင်ပြောင်မူမပြောင်ရင်မဖြစ်တာကြောင့်ဒူလိုက်လာတဲ့ကဆွေးနွေးပွဲဟာတက်ရောက်မှုရှိမယ်မဖြစ်ဘူးလို့ဆိုပါတယ်။ ကင်မရာနဲ့ချိန်လိုက်ပြီဆိုတော့လည်းတော့မဖြစ်ကြတော့ဘူး။ဒါကျွန်တော်တို့ရဲ့အဓိကကျွန်တော်တို့ကျွန်တော်ကျွန်တော်ပုံတိကကျွန်တော်သိမထင်ဘူး။အာဟိုလူကလူကလူပဲလူကမူပဲဘလို့ပြောပြောမူမပြောရတော့မရှင်းပါဘူး။